ကျွန်တော်တို့ရဲ့2021ຫນွေဦးတော်လန်ရာဒီ2025ခုနှစ်မှာအပြည့်သက်အောင်ပွဲခံနိုင်ပါမလားခွေးတို့လေရင်မှာ ပြောတယ်လို့လေနင်တို့ဖြစ်ကျင်တာကြီးပဲမပြောနဲ့ဖြစ်တင်တာကိုပြောလို့ပြောတယ်ဖြစ်တင်တာလည်းတော့အောင်ဆန်းစုကြည်ပဲဖြစ်ကျင်တာလည်းတော့အောင်ဆန်းစုကြည်ပဲငွေတို့ကအလကားနဲ့အလကားစိတ်ကူးရင်ပြမတော့အောင်ဆန်းစုကြည်ဟာဘိုးချောအောင်ဆန်းရဲ့တမိဖြစ်တယ်ဆိုပြမသူ့ကိုမင်းလိုက်ပေးနေတာမဟုတ်ဘူးတော့အောင်ဆန်းစုကြည်ဟာဘိုးချောအောင်ဆန်းရဲ့တမိဖြစ်လို့ချစ်တာကတက္ကန်တ ဒါပေမဲ့သူကအရေးချင်းမရှိရင်သူ့ကိုငိုလို့နိုင်ငံရဲ့အကြီးအကဲအနေနဲ့မေးပေးခဲ့မှာမဟုတ်ဘူး။ဒါပေမဲ့သူကချစ်တာတစ်ခုတည်းမဟုတ်ဘူး။အရေးချင်းလည်းပြဝတဲ့အတွက်ကြောင့်သူ့ကိုငိုလို့ကမြန်မာနိုင်ငံရဲ့ခေါင်းဆောင်အနေနဲ့ငိုလို့ကသူ့ကိုမေးပေးခဲ့တာ။ဖြစ်တင်တာတွေဖြစ်ချင်တာတွေနှုတ်တော့ကောင်းကောင်းစဉ်းစားကြည့်။နှဖူးပေါ်မှာလက်ပဲတင်တင်လက်ပေါ်မှာနှဖူးပဲတင်တင်စဉ်းစားကြည့်ရမှာ။ အားလုံးပဲမင်္ဂလာပါကျွန်တော်ချန်နယ်ရဲ့နေ့ပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့25ရက်နေ့အတွက်သတင်းထူးများအနေနဲ့ပေါ့နော် TNN အဖွဲ့ကပေါ့နော်ကျွန်တော်တို့ညင်တော်များပေါ့စီလုံးဖို့အတွက်ဆန္ဒပြုလိုက်တဲ့ဥမျိုးထိုက်တန်တဲ့ရဲ့သတင်းလေးနဲ့အထူးပေါ့နော်နောက်ပိုင်းမှာတော့ဘောမကျော်မင်းမင်းကိုဆုံးမလိုက်တဲ့ကျွန်တော်တို့ဆ ्याम မနွေဦးမီရဲ့အတင်းလေးရဲ့နောက်တစ်ပုတ်မှာတော့ပေါ့နော်ကိုခင်ကျော်ရဲ့အဘသားတွေကိုပေါ့နော်အမြင်မှန်လေးရပြီးတော့မှလက်နက်ချဖို့အတွက်ဦး ပြောကြားလိုက်တဲ့တဲ့တင်လေးနဲ့အတူပေါ့နော်နောက်ဆုံးတစ်ပုဒ်မှာကတော့ Honest PDF အဖွဲ့ကနေပြီးတော့မှပန်ကြားလိုက်တဲ့တဲ့တင်လေးကိုပါစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်တင်ထုတ်လေးတွေဖြစ်လို့ကျွန်တော်နဲ့တူတူအဆုံးထိလိုက်ပါကြည့်ရှုဖတ်တကူဖိတ်ခွလိုက်ပါတယ်ဒါဆိုလို့ရှင်တော့စလိုက်အောင်ကျွန်တော်သိသလောက်ကတော့ကျွန်တော် live မှာတွေ့ရတဲ့ဗီဒီယိုတွေကိုပဲကြည့်ပြီးပြောတာနော်တင်လေးကိုပဲဖတ်ပြီးပြောတာဖြစ်တယ်ကျွန်တော်ဒီအဲ့ဒီရှမ်းပြောက်မှာကျွန်တော်ရှိမနေဘူးအဲ့တော့ကျွန်တော်မြင်ရတဲ့အနေအထားအရဆိုရင် ျွန်တော်မြင်ရတဲ့အမြင်အားရဆိုရင်ဖြစ်လာရင်ပြဿနာတော်တော်များများက TNL ကအင်အားသုံးပြီးတော့နော် KIA ရဲဘော်တွေကိုတွားတွားပြီးတော့ဖယ်ရှားတာဖြစ်နေတာများတယ်ဒါဒီစိတ်မကောင်းစရာရှိတယ်ဟုတ်တယ်ဗျပြီးခဲ့တဲ့ရက်ပိုင်းက local PDF နဲ့ Dubai ရဲ့အိပ်ဘက်ဒေသမှာလက်နဲ့သွားဝယ်တယ်အသိန်း1000လောက်ပါ TNL ကတနေရာမှာဖမ်းတယ်လက်နဲ့ဒီအသိန်းထားလိုက်တယ် ။ပစံလေးတင်ထားလိုက်တယ်။တ냐နေတော့ပြန်လွတ်တယ်။နောက်တနေရာရောက်တော့ DNA တွေကနောက်တစ်ဖွဲ့ကထပ်ဖန်းတယ်။ဒါလည်းစိတ်မကောင်းစရာဖြစ်နေတယ်။အဲ့တော့ကျွန်တော်ဒီနေရာမှာ DNA တွေခေါင်းဆောင်တွေကိုကျွန်တော်တင်ပြချင်တာကကျွန်တော်တို့တော်လိုင်းရေးကြီးကဘုံရန်သူကိုတက်ရမှာပါ။ကျွန်တော်တို့ဒေါ်လာရေးကြီးကဘုံရန်သူကိုတက်ရမှာပါကျွန်တော်တို့ဒေါ်လာရေးကြီးကမပြီးသေးဘူး ကျွန်တော်တို့ဒေါ်လာအင်ကြီးကမိမိတိုက်လို့ရတဲ့နေရာမိမိယူဆိုတဲ့ဟိုးရှေးဘရေဒရစ်ခက်ကစနစ်မျိုးနဲ့သွားလို့မရဘူးဒေါ်လာရဲ့ကြီးမှသူပိုင်ရှင်ရှိတယ်ဒေါ်လာရဲ့ကြီးမှသူပိုင်ရှင်ရှိတယ်ဒီဒေါ်လာရဲ့ကြီးမှသူပိုင်ရှင်ရှိတယ်သူ့မြေတွေမှာသူပိုင်ရှင်ရှိတယ်ဒီချိန်မှာကျွန်တော်တို့ကဘုံရန်သူကိုတိုက်ရမှာပါကျွန်တော်တို့ကဘုံရန်သူကိုတိုက်ကြရမှာပါကျွန်တော်တို့ဒီအချိန်မှာရံပွားရံများပြီးတော့စစ်မျက်နှာတွေဖြန့်လို့မရပါဘူး ဒါပြင်ကျွန်တော်တို့ဒေါ်လာရင်းကြီးကိုမောင်နှမတွေဂျားထဲမှာအချင်းချင်းဂျားထဲမှာလက်နက်ကင်တပ်ဖွဲ့တွေအချင်းချင်းဂျားထဲမှာစူးစည်းညညွတ်သွားနေမဟာမိတ်ဆက်ဆိုင်နေလုတ်ချရမှာပါအဲ့တော့ကျွန်တော် TNR ခေါင်းဆောင်တွေကျွန်တော်တင်ပြခြင်းတယ်အခုဖြစ်နေတဲ့မြေပြင်မှာဖြစ်နေတဲ့အရာတွေကိုအချိန်မီထိမ့်သိမ့်စေခြင်းတယ်အချိန်မီထိမ့်သိမ့်စေခြင်းတယ်ကျွန်တော်မဖြစ်စေခြင်းဘူးဒါပြင်ကျွန်တော်တို့ပြည်သူတွေကိုလည်းကျွန်တော်သတင်းစကားပေးခြင်းတယ် လူမျိုးရေးဘာသာရေးတွေထိခိုက်စေမဲ့ဟာတွေကိုမပြောပါနဲ့မရေးပါနဲ့ဘာကြောင့်လဲကျွန်တော်တို့ကကြီးညီကိုမန္တမတွေကိုချစ်စေခြင်းတဲ့သူတွေကျွန်တော်တို့ကဒီတော်လှန်ရေးကြီးကိုအောင်စေခြင်းတဲ့သူတွေနော်ကျွန်တော်တို့ကဒီတော်လှန်ရေးကြီးကိုအောင်စေခြင်းတဲ့သူတွေဒီတော်လှန်ရေးကြီးကိုအင်အားနှဲသွားမှကိုစိုးရိမ်တဲ့သူတွေဆိုတော့ဒီတော်လှန်ရေးကြီးအားရော့မှာဒီတော်လှန်ရေးကြီးတစ်ခုခုဖြစ်မှာအရင်စိုးရိမ်အဲ့တော့ကချင်မဲဖြစ်ဖြစ် တအားမဖြစ်ဖြစ်ရှမ်းမဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေတဖွဲ့နဲ့တဖွဲ့ပို့ပြီးတော့ပုတ်တိုက်မှုတွေများလာမယ့်ဟာမျိုးကိုမရေးပါနဲ့မပြောပါနဲ့ရှောင်ပါအထူးသဖြင့်နိုင်ငံရေးကိုနိုင်ငံရေးစကားပဲပြောပါလူမျိုးရေးထိခိုက်စေမာတွေဘာသာရေးထိခိုက်စေမာတွေဂုံသိက္ခာထိခိုက်စေမာတွေမပြောပါနဲ့မရေးပါနဲ့မလုပ်ပါနဲ့ကောချင်းချင်းချမ်းပါလဲထိမ့်ပါဟုတ်တယ်ဗျကျွန်တော်ဘာတွေ့လိုက်ပြီလဲဆိုတော့အေအေကဥစားမီးတော့လောက်တာလားဒါမှမဟုတ် ရခိုင်တိုင်းသားခေါင်းဆောင်တို့ကပြောတာလားမသိဘူးသူတို့ရခိုင်လုံးရေးပြီးတော့ရခိုင်သားတွေကိုနော်အခုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူမျိုးရေးဘာသာရေးနော်ထိခိုက်စေမယ့်ဟာတွေဝင်မပြောဖို့နော်ဝင်ပြီးတော့မရေးဖို့ဆိုပြီးတော့ရခိုင်သားအချင်းချင်းရှယ်နေတဲ့ဟာကိုကျွန်တော်တွေးလိုက်မိတဲ့အချိန်မှာအရင်လေးစားမိတယ်ဟုတ်ကဲ့ပါဒါကတော့ဦးမျိုးထိုက်တန်တင်ရဲ့သတင်းလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ TNN နေလူကြီးများများအနေနဲ့ပေါ့နော်ဒီရဲ့ပြဿနာတွေမဖြစ်ဖို့အတွက်ကိုကောင်းကောင်းလေးဂိုင်တွင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဆိုတော့ဒီရဲ့တရင်နဲ့ပတ်သက်ပြီးတော့ကိုတင်မီချောက်ကိုကိုမမရေးခဲ့ပြပါဦး။ဒါဆိုရင်ကျွန်တော်ဒုတိယပုတ်အနေနဲ့ပေါ့နော်ဒီရဲ့ဘောမကြုံမြင့်ကိုဆုံးမလာတဲ့ကျွန်တော်တို့ဆီယမနွေမြေဗီဒီယိုဖိုင်ကိုကြည့်လိုက်အောင်။အဲနောက်မှလည်းတရင်လေးတွေရောပါတော့ပေါ့နော်။ဆိုတော့ကျွန်တော်လည်းသူအဆုံးလေးလိုက်ပါချစ်ချုပ်ပြပါပါခင်ဗျာ။ဂျပန်ကနိုင်ငံရေးဝန်ကြီးဌာနတာတာကေရှိအီဝါယာလို့ခေါ်မလား။အဲ့ပုတ်ကကနော်မတ်လ21ရက်နေ့ကဂျပန်နိုင်ငံအတွင်းမှာကျင်းပတဲ့နိုင်ငံရေးဝန်ကြီးညွှန်းတော်မှာကျင်းပတဲ့အစည်းအဝေးတစ်ခုမှာမြန်မာပြည်တကြွလှုပ်ရှားတဲ့လူတွေရဲ့တော်တော်များများမေးခွန်းကိုသူဖြေတယ်။ဒီနောက်ဆက်ကအစိုးရကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူကမြန်မာရွေးကောက်ပွဲပေါ်မှာတတိယရှိအစိုးရနေပေါ့။ သူဖြေတဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ဒေါက်ဆန်းသူကြီးနဲ့ဖမ်းထားတဲ့သူတွေကိုပြန်လှုပ်ပေးဖို့နဲ့ဒီပြိပခါကြီးကြော်လာဖို့တွေ့ဆုံဆွေးနွေးရေးဖြေရှာမယ့်ကိစ္စတွေတိုးတက်လာခြင်းမရှိဘဲနဲ့စစ်တပ်အနေနဲ့ဒီရုပ်ကောက်ပဲလုပ်မယ်ဆိုတဲ့အခြေအနေအားရတာဆိုရင်သာသိကောင်းပါတယ်တဲ့ဆိုပြီးတော့ဂျပန်နိုင်ငံဝန်ကြီးဒီတာကေရှိအီဝါရာပေါ့နော်အဲသူကအဲ့လိုပြောတယ်အတူတင်လားဆိုတော့မဟုတ်ဘူးဗျသူတို့ကြကြပေါ့နော်သူကလည်းပြောသေးတယ်ဆိုတော့ကုလသမဂ္ဂကအထူးကိုယ်စားလှယ်တူဖြစ်သူ Mr. Thomas Andrew ပေါ့နော် ထိုင်းမှာကျင်းပတဲ့ပါလီမန်စည်းဝေးအတွင်းမှာမြန်မာပြည်နဲ့နယ်စပ်လျက်လုံးစုံဆွေးနွေးပွဲဒုတိယနေ့ဆိုဒီနေ့ပေါ့အဲ့မှာ तू ကထားပြောတာ तू ကဘာပြောလဲဆိုတော့ဒီစစ်တပ်ကတဲ့ဒီဇင်ဘာသို့မဟုတ်လာမယ့်ဇန်နဝါရီမှာရုပ်ောက်ပွဲကျင်းပမယ်လို့ तू စကားပြောတယ်အဲ့ဒီစကားလည်းယုံကြည်မရှိပါဘူးတိုက်ခံကောင်းဆောင်တွေက तू ဖမ်းဆီးတပ်ဖြတ်ပြီးထောင်ချထားပြီးတော့တရင်သမားတွေကိုဘာလို့ညာလို့ဟိုဘာလို့ပြီးမှရုပ်ောက်ပွဲကျင်းပတယ်လို့မရဘူးပေါ့ဒါဒီကျင်းပတဲ့ကိစ္စက အာယုတ်တိမရှိဘူးနောက်တစ်ခုကမကျင်းသားတွေတောင်းနေချီဖန်တာပြီးတော့မှယူကောက်ပဲလုပ်တယ်ဆိုတာလွတ်လပ်ပြီးတော့တရားမျှတလူကောက်ပဲလုပ်မယ်လို့ပြောတာဒါတော့စိတ်ပြည့်စရာကောင်းတယ်ပေါ့ဖြစ်တယ်ပေါ့နော်ပြီးတော့တရားဝင်မှုရှိတဲ့ဒီမိုကရေစီကျင့်စဉ်နဲ့ဆန့်ကျင်တဲ့အတူတူယူကောက်ပဲအဲ့အဲ့လိုယူကောက်ပဲမျိုးထိုင်းနိုင်ငံလေးနဲ့ဆန့်ကျင်တဲ့တယ်ပေါ့အဲထိုင်းနိုင်ငံမှာကျင်းပတဲ့ဒီမှာရင်းနဲ့နေဆက်ရည်လုံးမျိုးစုစုကမှသူအဲ့လိုထပြောတယ်ကျွန်တောကတော်တော်ပြန်စင်းစားတယ်ဂျပန်ကလည်းပြောတယ်ကုလားလည်းပြောတယ်ဆိုတော့ကျွန်တော်တို့ရိုးရိုးလေးပဲပြန်စင်းစားကြည့်တော့လက်ရှိဘုံချုပ်ကြီးမြောင်းနိုင်တို့ကယူကောက်ပဲလုပ်ပြီးမယ်ယူကောက်ပဲလုပ်မယ်လို့တွတ်တွတ်တစားစားတချင်းအချင်းချင်းပြောနေတဲ့ကိစ္စကိုသူတို့ကယုတ်တိမရှိဘူးမလုပ်သိဘူးမဖြစ်သိဘူးအာမလို့ဟိုလူတွေမပါလို့ဒီလူတွေမပါလို့ဆိုတဲ့ကိစ္စမျိုးတွေနဲ့ ပြောနေကြတာတော့တွေ့ရတယ်ဒီလူတွေမပါလို့ရုပ်ောက်ပဲမလို့ရကြီးဖမ်းဆီးထားတဲ့လူတွေမပါလို့သို့မဟုတ်ဒီလွတ်လပ်ပြီးပုံလင်းရတာမျိုးရုပ်ောက်မဟုတ်လို့တရား all english all english မဖြစ်လို့ရုပ်ောက်ပဲမလို့ရကြီးဆိုရင်ကဲကျွန်တော်မေးမယ်ကျွန်တော်ဘယ်သူလဲအောင်ဆက်နေရမယ်ရုပ်ောက်ပဲမလို့ရဘူးဆိုရင်လက်မခံဘူးရုပ်ောက်ပဲလက်မခံဘူးမလို့ရဘူးမလို့သိဘူးမဖြစ်သေးဘူးဘာလို့ညာဘူးလဲအဲ့လိုကန့်ကွက်နေမယ်အစင်တစိုက်နိုင်ငံတကာကကန့်ကွက်တယ်အဖွဲ့အစည်းပေါင်းစုံကကန့်ကွက်တယ်ခင်ဗျားတို့ပြည်တွင်းမှာရှိတဲ့ပြည်သူကလည်းကန့်ကွက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်သူအုပ်ချုပ်မှုအောင်မှနေရမှာဘုသူအချုပ်ကမှာဆက်ရှိနေမယ်။အခါတည်းမှာကျွန်တော်တို့ကဖြစ်တဲ့ဖြစ်ထိုက်တာရယ်ဖြစ်ဖို့လိုအပ်တာရယ်နော်ဖြစ်ချင်တာရယ်ဆိုတာရှိတယ်။ ဆိုဖြစ်ချင်တာကြီးပဲကျွန်တော်တို့ဘာမှမရနိုင်ရွေးကောက်ပွဲကြီးဖြစ်တယ်လားမဖြစ်တယ်လားဆိုတော့မေးခွန်းကိုကျွန်တော်ပြည်သူလူကဆုံးဖြတ်တော့မှာအဲ့ဒီနိုင်ငံကတိုင်ဝမ်တွေကမဖြစ်အောင်မဖြစ်အောင်ကြောက်ပြောနေရင်အဲ့ဒါကိုလိုက်ပြီးတိုင်အောင်လိုက်ပြီးတော့ကျွန်တော်ပြည်ထဲမှာရှိတဲ့ကြောင်တော်နိုင်ငံရေးသမားတွေကြောင်တော်တော်လက်နက်ကိုင်တွေအုပ်စုတွေကြောင်တော်တော် activist တွေကြောင်တော်တော်ရပ်ဖက်ဖွဲ့စည်းတွေအဲ့ဒီအုပ်စုတွေပေါ့အဲ့ဒီအုပ်စုတွေကမဖြစ်အောင်မဖြစ်အောင်ဆိုနိုင်ငံတကာချပေးတဲ့ guideline အတိုင်း narrative အတိုင်းလိုက်ပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်ရွေးကောက်ပွဲမဖြစ်ဘူးဆိုပါစို့တဲ့မဖြစ်ရင်ကျွန်တော်တို့ဘယ်သူအုပ်ချုပ်မှာဆက်နေရအောင်ဘယ်သူအုပ်ချုပ်တော့ကျွန်တော်တို့ဆက်ခံရမယ် နိုင်ငံကအဖွဲ့အစည်းတွေကတမင်များရွေးချယ်ရှိရှိကျွန်တော်တို့ပြည်သူလူထုကိုစစ်တပ်အုပ်ချုပ်မှုအောက်မှာတပ်သလုံးနေသေးကြတယ်လားမသိဘူး။ဂျပန်နိုင်ငံကြီးဝန်ကြီးကိုတိုင်ကပဲလေစစ်တပ်ကလော်ဘီလားမသိဘူး။ခုလိုက်အထူးကိုယ်စားလှယ်တောမတ်အန်ဒရူးတို့က NASA ကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းရဲ့တိတိပုံလော်ဘီဖြစ်နေလားမသိဘူး။ပထမဦးဆုံးတော့ကျော်မျိုးမင်းရဲ့မေကွန်းနဲ့အရင်သွားရအောင်နော်ဒီမေကွန်းကိုဘောမှာကျော်မျိုးမင်းကသူနားမလည်တာမဟုတ်ဘူး အခု तू ပြောထားတဲ့မဲခွန်းထဲမှာအခုဘသူကမှရွေးကောက်ပွဲကိုလက်မခံဘူးနိုင်ငံသားကလူတွေလည်းလက်မခံဘူးမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေလည်းလက်မခံဘူးပြီးတော့ဘေးပါတီကမှလက်မခံဘူးဆိုလို့ရှိရင်ငွေရုတ်ကိုဘသူအုပ်ချုပ်မှာလဲလို့ तू မေးလိုက်တယ်မြန်မာအုံနောက်မရှိဘူးလားငွေရုတ်ကိုအုပ်ချုပ်ဖို့ရအတွက်ငွေရုတ်ပြည်သူတွေကရွေးထားပြီးသားဖြစ်တယ်ကျတော့ရွေးထားပြီးသားဖြစ်တယ်ကျတော့ရဲ့ခေါင်းဆောင်ဟာနင့်တို့ထောင်ဘယ်နှစ်ချတဲ့လဲကျတော့လုံးဝ စဉ်းစားပေးမှာမဟုတ်ဘူးနင်းတို့အနှစ်တရာပဲထောင်ချချသူထွက်လာတဲ့ချိန်မှာကျတို့ကောင်းဆောင်ပဲတနှစ်ပဲချာချထွက်လာတဲ့ချိန်မှာကျတို့ရဲ့ကောင်းဆောင်ပဲကျတို့ပြည်သူဒီကနေမှသူ့ကိုကြိုက်လို့ကျတို့မြန်မာနိုင်ငံအတွက်ကောင်းဆောင်ကောင်းဖြစ်တဲ့ဆိုပြီးမှကျတို့လက်ခံလို့အတိအမှတ်ပြုလို့ကျတို့ကမေးပေးခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်သူကလွဲရင်သူ့နေရာမှာကျတို့ဘသူကမှအစားမထိုးနိုင်ဘူးသူတို့ရဲ့တက်တန်းကုံသွားလို့ခွေးအောင်လိုက်တက်လာတယ်ဆိုလို့ရှိရင်တမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့တက်တမ်းမကုံသေးဘဲနဲ့နင်းတို့အာနာကိုဒီလိုမျိုးလက်နက်ကင်ပြီးယူလိုက်တဲ့အတွက်ကြောင့် သူဘယ်အချိန်ပဲထွက်လာထွက်လာသူဟာကျမတို့ရဲ့အစိုးရဖြစ်တယ်ဘယ်တော့အခါမှဒေါ်အောင်ဆန်းစုကြည်သူ့ရဲ့တက်တန်းကုံလို့အစိုးရကလည်းနားသွားလို့ကလွဲရဲ့ တော်အောင်ဆန်းစုကြည်သူ့ရဲ့အုတ်ချုပ်တဲ့နစ်တသက်မစစ်ခင်မှာဘေးတော့အခါမှာခွေးကိုတော်အောင်ဆန်းစုကြည်တို့ရဲ့အစိုးရနေရာမှာထားမှာမဟုတ်ဘူးဆိုတာနင်တို့မှတ်ထားပါအခုဂျပန်ကနိုင်ငံခြားဝန်ကြီးပြောထားတဲ့စကားကမတ်လ23ရက်နေ့တုန်းကဂျပန်မှာဒီမြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့အစီအွေလုပ်ကြတယ်အဲ့ဒီအထဲမှာဂျပန်နိုင်ငံခြားဝန်ကြီးကနေမှမြန်မာနိုင်ငံအရေးမှာ တက်ကြွတဲ့လွတ်တော်အမတ်တွေကမဲတဲ့မဲကိုနဲ့ပတ်သက်ပြီးတော့သူဖြေခဲ့တယ်အဲ့ဖြေခဲ့တဲ့ခဲမှာအခုဒီခွေးချဖို့ကနေမှပြုတ်လုံမဲ့ရွေးကောက်ပွဲကိုသူတို့တန်တရားရှိတယ်စိုးရိမ်တယ်ဘာကြောင့်လဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်တို့ကိုဖမ်းပြီးမှထောင်ထဲချတယ်နိုင်ငံရေးသမားတွေကိုထောင်ထဲချထားတယ်ထောင်ထဲချတာတော့မကဘူးနော်အခုတတ်လိုက်တဲ့ဥစ္စာတွေနော် သူတို့ကြောင့်တည်သွားတဲ့ဒီနေ့ NLD ကောင်းဆောင်တွေအများကြီးတည်သွားခဲ့ပြီဒီလိုမျိုးလုတ်ပြီးမှရွေးကောက်ပွဲကိုလုတ်မယ်ဆိုလို့ရှင်တော့စိုးရိမ်ဆရာရှိတယ်လို့ပြောသွားတယ်အခုဒီဂျပန်နိုင်ငံသားရဲ့ဝန်ကြီးပြောသွားတဲ့အချိန်ကမြန်မာနိုင်ငံအတွက် ်တွက်တွက်လက်လက်နဲ့စိတ်ဝင်စားနေတဲ့လူတော်အမတ်တွေမေးတဲ့အချိန်မှာဖြေလိုက်တဲ့အတွက်ကြောင့်ပေါ်ပြီးမှလောင်ကျွမ်းတာဖြစ်တယ်တကယ်လို့ဒါမြမအရေးမှာတက်ကြွတဲ့အမတ်တွေမဟုတ်ခဲ့ရင်တောင်သူတို့ကဒီလောက်လောင်မှာမဟုတ်ဘူးအခုမြမရဲ့အရေးနဲ့ပတ်သက်ပြီးမှတော်ရီအမတ်တွေရဲ့ရှေ့မှာပြောလိုက်တဲ့အတွက်ကြောင့်သူတို့ပေါ်ပြီးမှဗာနဲ့တူတယ်လဲဆိုမိလောင်တဲ့ထဲမှာတက်စီထပ်ပြီးမှလောင်ပေးလိုက်တယ်သူတို့လောင်ကျွမ်းနေတာဖြစ်တယ်နော်အခုနင်တို့ရွေးကောက်ပွဲမှာပါမယ်ဆိုတဲ့ပါတီဒီကိုကြည့်ပါအားလုံးဟာဘောမာတွေဖြစ်တယ်ပြီးလို့ရှိရင်အခု ပါလေရွေးကောက်ပွဲမလုခင်ကတည်းကတော့ဘသူနိုင်မလဲဆိုတာကိုသိနေတယ်။ဘာကြောင့်လဲဆိုနင်တို့ဘောမာတွေဘာပြောလဲ။ဟာဥခင်ကြီးတို့ပါတီဆိုလို့ရှိရင်ဘယ်မှာလဲပါတယ်။ဘယ်မှာလဲပါတယ်။သူတို့ကတော့နင်ရတကာမှာမျက်နာပြတယ်လို့ပြောတယ်။ဥခင်ကြီးတို့ကတော့နိုင်မပါတီလို့တောင်ပြောလို့ရတယ်။ဒုတိယချက်ကဟိုတခါတုန်းကဗာလေအာဇော်ဇော်ဖိုဟင်းပြောသွားတာမကြဘူးလား။အုံနောက်တော့မပြည့်စုံတဲ့ကျော်စိုးဦးတို့ပြည်လုံစာချုပ်ကဘာကြောင့်ချုပ်ဆိုတယ်လဲဆိုတာတောင်မှနားမလဲပဲတစ်ဖက်နားပိတ်ပြီးမှဖုန်ကြီးเจ้าမှာကတ်နေတဲ့တုံးပေတလက်မတို့ လေလုံးတောင်ကွဲအောင်မပြောတတ်တဲ့နောင်တော်လေးအမတ်ဝင်ပြိုင်ကြမယ်ဒီလူဒီကဒါလေးမြန်မာနိုင်ငံမှာအမတ်တကယ်လို့နင်းတို့ရွေးချယ်ပြမအမတ်ဖြစ်တယ်လို့ပဲစဉ်းစားကြည့်ဖြစ်တော့ဖြစ်လာမှာမဟုတ်ဘူးလေဒါမဲ့စဉ်းစားကြည့်ဘာနဲ့သူနေတယ်လဲဆိုတော့သူငယ်သားတွေကိုတောင်းအုပ်လုပ်ခိုင်းတာနဲ့အတူတူဖြစ်နေပြီအခုနင်းတို့ကရှစ်ဆရာလေးတိတ်ကောင်းတယ်နော်နင်တို့မသိတာမဟုတ်ဘူးနင်တို့ရဲ့ဘောမတဲ့နီးကလည်းနော်တနာဆရာကောင်းတယ်မိဘတွေကိုနင်တို့ရဲ့စင်ကြဲတဲ့သူများရဲ့အမုန်းဒီမပါဘဲနဲ့ထမင်းတလုံးလောက်ရှာကျွေးကြည့်ပါလားသူများရဲ့အမုန်းထဲကရတဲ့ထမင်းတွေစားလို့အဆင်ပြေနေကြတာလား အခုဒီဂျပန်နိုင်ငံသားဝန်ကြီးပဲပြောသွားတာမဟုတ်ဘူးနော်ကိုလာတမကရဲ့အထူးကိုယ်စားလှယ်မစ္စတာ Tom Andrew ကနေမှလည်းအခုဒီ time မှာလုတ်တဲ့ မြမအရေးနဲ့နေဆက်လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပါလီမန်မှာသူတို့အစည်းအဝေးရှိတယ်အဲ့အစည်းအဝေးဒုတိယမြောက်တဲ့နေ့ပေါ့နော်မနေ့ကအာမတ်လ23ရက်နေ့မှာသူဘာပြောခဲ့တယ်ဆိုတော့စစ်ခွေးတွေကတော့ဒီဇင်ဘာနဲ့ဇန်နဝါရီလတခုခုမှာသူတို့ရွေးကောက်ပွဲလုပ်မယ်ပြီးရင်သူတို့ပြောတဲ့စကားကတော့ရုပ်တိလုံးဝမရှိဘူးဘာကြောင့်လဲဆိုတော့အတိုက်အခံခေါင်းဆောင်တွေကိုကြတော့ထောင်ချထားတယ်ထောင်တောင်းချီတဲ့နိုင်ငံရဲ့တမားတွေကိုထောင်ချထားတယ် ပြီးမှရွေးကောက်ပွဲလုပ်မယ်ဆိုတာကဒီမိုကရေစီနည်းလည်းမကြဘူးလွတ်လပ်ပြီးမှတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးစိတ်ပျက်စရာကောင်းတဲ့အတွက်ကြောင့်ဒါဟာလုံးဝမဖြစ်တဲ့အရာဖြစ်တဲ့ဒါကြောင့်အခုထိုင်းနေလည်းပဲဒီစခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့ဆိုပြီးမှသူကမနေ့ကအစည်းအဝေးထဲမှာသူပြောသွားတာဖြစ်တဲ့ဆိုတော့ဒီလိုမျိုးအစည်းအဝေးထဲမှာသူဒီလိုပြောလိုက်တဲ့အဥ္စာကို ဆိုတော့အခုကြုံမျိုးမြဲဘာပြောလဲဆိုတော့ဂျပန်ကလည်းပြောတယ်အခုဒီကိုလာတမ်ကအထူးကိုစနေကလည်းဒီလိုပြောတဲ့အခါမှာကျတော့ခွေ့ဂျပန်ကတော့ပါတီဆောင်ဒီမိုကရေစီယူကောက်ပွဲကိုလုံမဲဆိုပြီးမှတွတ်တွတ်နဲ့ပြောနေတဲ့အဥ္စာကိုယုတ်တိမရှိဘူးဟိုလိုဒီမပါလို့ဒီလိုဒီမပါလို့ဆိုပြီးမှလုတ်တယ်ဆိုလို့ရှိရင်တော့ငါတို့ဘယ်စိုးရရဲ့အောက်မှာနေရမှာလဲလို့ပြောတယ် all inclusive ကိုလုတ်ပါဆိုတာကတော့အခုဒီနေ့မှမဟုတ်ဘူးเนาะယူကောက်ပွဲနဲ့ပတ်သက်ပြီးမှစဟောင်းလာတဲ့နေ့ကစပြီးဒီ ASEAN level all inclusive all inclusive လို့အတန်တန်ပြောနေတယ် 是咯，都罗讲咯，啊，把咱党总书记个偷来的收入钱，都罗消灭收入嘞，都罗对比他撇的。党总书记偷来那些钱，地主的、阿龙个、地主们没白没收了嘞，面积不看不落，骗没收了，都罗对比他，都罗消灭收入嘞，都罗对比他撇的。那个老大都罗看哪看哪表嘞，人家说你罗钱的，地主的，地主的，罗看哪看哪表嘞，对比地主的下，那个老大都罗个，都罗个再得收入钱，都罗把脚下捞的嘞。好比，比如是恁家的家家楼里的垃圾，我都对伢说罗表么？党总书记偷开了。 ချမယ်သူတို့မျိုးစိန်ခေါ်ရမှာလေအခုကျတော့ပြည်သူတွေချစ်တဲ့เนาะပြည်သူတွေထောက်ခံတဲ့ပါတီကိုချယ်ရီလက်တွေအကုန်ကျိုးတုပ်ပြီးမှပြေးရအောင်လို့ပြောတာကတော့ခရစ်ဟမ်နေဘူးလားဒီယူကောက်ပွဲတခြားနိုင်ငံတွေရဲ့အရေးမဟုတ်ဘူးလို့ပြောလိုက်လို့ရှိရင်နင်တို့အရင်တော့ကတရုတ်တီပါဝင်ပေးမယ်အခုဒီတစ်ခါဆိုလို့ရှိရင်ရုရှားတီဘယ်လာရုစ်ကလူတီပါသူတို့အကြံဉာဏ်လာပေးမယ်လို့ပြောတဲ့ခါမှာနင်တို့ဝမ်တာအားရနဲ့လက်ခံတယ်မဟုတ်ဘူးလားအခုဒီကိုလာတမကကအထုကုစလေတို့ပြောလာလို့ရှိရင်အခုနင်တို့နာနေပြီမဟုတ်လားနာနေစရာအကြောင်းမရှိဘူးလေခွေးချဖို့ကဘလောက်ထိတွတ်တွတ်ပြောတယ်လဲဆိုတာထက် 以就不要讲了嘛，得仔细的。到鞍山住几天，没人的收了钱了。阿 <noise> 哥，你讲我罗得对比没？你没人得来嘛，没人来不来收得对比阿没？太阳明阿打说，恐怕讲你垃圾比嘛我罗，越搞不会漏没漏来了，得仔细得收了钱了。 အဲ့ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်လည်းမေးခိုးသလားမခိုးဘူးလားဆိုတော့အဲ့မှာပေါ်သွားမယ်။နင့်တို့ကလိန်သလားမလိန်ဘူးလားဆိုတော့လည်းအဲ့မှာပေါ်သွားမယ်။တတိရှိရင်အဲ့လိုပဲလုပ်လိုက်တယ်။ပြီးလို့ရှိရင်ဘောမာကျော်မျိုးမင်းကတော့ဘာပြောလဲဆိုတော့ခွေးချဖို့လေရင်မှာပြောတယ်လို့လေ။နင့်တို့ဖြစ်ချင်တာကြီးပဲမပြောနဲ့ဖြစ်တင်တာကိုပြောလို့ပြောတယ်။ဖြစ်တင်တာလည်းဒေါအောင်ဆန်းစုကြည်ပဲဖြစ်ချင်တာလည်းဒေါအောင်ဆန်းစုကြည်ပဲ။ငါတို့ကအလကားနဲ့အလကားစိတ်ကူးရင်ပြမှာဒေါအောင်ဆန်းစုကြည်ဟာဘိုးချော့အောင်ဆန်းရဲ့တမီးဖြစ်တယ်ဆိုပြီးမှသူ့ကိုမင်းလိုက်ပေးနေတာမဟုတ်ဘူး။ဒေါအောင်ဆန်းစုကြည်ဟာဘိုးချော့အောင်ဆန်းရဲ့တမီးဖြစ်လို့ချစ်တာကတက္ကန်တ ါပေမဲ့ तू ကအရေးချင်းမရှိရင် तू ကိုငိုလို့နိုင်ငံရဲ့အကြီးအကဲအနေနဲ့မေးပေးခဲ့မှာမဟုတ်ဘူး။ဒါပေမဲ့ तू ကချစ်တာတစ်ခုတည်းမဟုတ်ဘူး။အရေးချင်းလည်းပြဝတဲ့အတွက်ကြောင့် तू ကိုငိုလို့ကမြန်မာနိုင်ငံရဲ့ခေါင်းဆောင်အနေနဲ့ငိုလို့က तू ကိုမေးပေးခဲ့တာ။ဖြစ်တဲ့နာတွေဖြစ်ချင်တာတွေနှုတ်ကောင်းကောင်းစဉ်းစားကြည့်။နဖူးပေါ်မှာလက်ပဲတင်တင်လက်ပေါ်မှာနဖူးပဲတင်တင်စဉ်းစားကြည့်ရမှာ။နင့်တို့စစ်ခွေးတွေဘလောက်ထိတည်ရဲပေါ်ကြောင်တယ်ဆိုလို့ရှိရင်ဖွားကြီးကိုထောင်ထဲထည့်ပြီးမှလက်နက်ကြီးကိုင်ပြီးမှငါတို့က standard army ကြီးပါ။ငါတို့က နိုင်ငံတော်ရဲ့နတ်ဆက်ကအစိုးရပါလို့ပြောနေတာမရှက်ဘူးလားတက်80ရှိတဲ့အဖွားကြီးဟာနင်တို့ကအနုနီးနဲ့ချပြမေးဆိုပြီးမှနင်တို့ထောင်ထဲထည့်လိုက်တယ်စကားတစ်ခုမှမပြောဘူးထောင်ထဲဝင်သွားလိုက်တယ်80ပဲဒီနဲ့ကျတော့ပြီးသူဒီနဲ့နင်တို့ကြားမှာဝင်ပေးမယ်လို့တယောက်မှမရှိဘူး ။သူအောင်ဆန်းစုကြည်သားမဖမ်းဘဲနဲ့ထောင်ထဲမချဘဲနဲ့ဒီတိုင်းထားခဲ့ရင်တောင်မှဒေါ်အောင်ဆန်းစုကြည်ဟာနင်းတို့ခွေးတွေနဲ့ငါတို့တော်လရဲတွေရဲ့ကြားထဲမှာဆဲအနေနဲ့သူကကျတော့ကိုဖြည့်ရှင်ပေးခြင်းလဲဖြည့်ရှင်ပေးမယ်။ငါတို့ရွေးချယ်ထားတဲ့ငါတို့ရဲ့ခေါင်းဆောင်ကိုပဲငါတို့တတက်လုံးကောင်းဆောင်အနေနဲ့ထားမှာ။မနေ့ကမတွေ့ဘူးလားမလဲဒီမှာဟိုအချင်းပေါင်းတွေတွေဈေးရောက်လာကြတယ်ပဲလော့စပီကာနဲ့စစ်မှုထမ်းဖို့ရတဲ့အတွက်နာမည်ပါတဲ့လူတွေမင်းလာနိုင်ဖို့တယ်မရှက်ဘူးလားဒါဒီမိုကရေစီလား နင်တို့ဘက်မှာရက်နေတဲ့အခုရုရှားတွေလည်းအင်အားကြီးလို့တာသူတို့ဘက်ကိုတချို့လူတွေကလက်ခံတာရုရှားကနင်တို့ခွေးလိုမျိုးခြေနေတာရှိကြည့်လေလေသူတို့ပြောင်းသွားတာကြားလာပြီကဘာပေါ်မှာတောင်ရုရှားဆိုတော့ရှိတော့မှာမဟုတ်ဘူးဒါပေမဲ့သူတို့ကတော့လက်နဲ့ဘက်မှာအင်အားကြီးနေလို့ကဘာကနေမှသူတို့ကိုအတိမပြုပြမဆက်ဆံနေတာအခုကိုလာတမကအထူးကိုစလေး Tom Andrew ကလည်းထိုင်းနေနင်တို့စစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုစတင်ပါလို့ပြောထားခဲ့ပြီနော်ဘယ်ခြေနေရှိလာမလဲဆိုတော့ကြည့်ကြတာပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ ဘောမငပိန်းဂျုံမျိုးမျိုးကိုဆုံးမလိုက်တဲ့ကျွန်တော်ဆင်မလုံပြီးဗီဒီယိုဖိုင်ဖြစ်ပါတယ်ဆိုတော့ဆုံးမလိုက်တာအရန်ကိုကောင်းတယ်ဗျာနော်ချက်လက်နဲ့တလုံးချင်းချင်းခြေပါလာတာအရန်ကိုပညာသားပါတယ်အဲဒါကြောင့်အရန်ကိုလေးစားပါတယ်ဆိုတော့ဗောနော်ဒီရဲ့ခြေပါမှုလေးကိုကြမ်းကြမ်းတက်တယ်ဆိုလို့ရှိရင်လေကိုမမခုခုရခဲ့ပြီပါခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ဗောနော်ကိုခင်ကျော်ရဲ့သတင်းလေးကိုကြည့်လိုက်အောင်ဒါကတော့အပသားလေးအမှန်တရားကိုတွေ့ပြီးတော့မှဗောနော်အလင်းဝင်ဖို့ပြောလာတာဖြစ်ပါတယ်ဒီစစ်ကွေးအနာရှင်တွေကိုမင်းတို့ကောက်ွယ်တော့မယ်လားอืมကြာတော့ပါတာလေးเนาะ ဒါမဲ့တွားရောက်ပြီးတော့နော်ကရင်နေနဲ့တွားရောက်ပြီးတော့ပူပေါင်းလိုက်တာအသက်ချမ်းသာခွင့်ရသွားတာအများကြီးပဲနော်အောက်ခြေတက်မတော်သားတွေကိုပြောတာနော်အောက်ခြေတက်မတော်သားတွေကိုတိတ်မှန်တယ်ဗျတွားရောက်ပူပေါင်းနိုင်ရင်တော့မင်းတို့အသက်ကြီးဆက်လက်ပြီးတော့ရှင်သန်ခွင့်ရမယ်နော်အေးမပူပေါင်းတဲ့ကောင်တွေကတော့အဲ့မှာဒီဥစ္စာတွေဖြစ်ကုန်ပြီကဲဘယ်လိုလုပ်မလဲမင်းတို့ပြောပြောပေးနေတာ မင်းတို့အတွက်ကိုပြောပြနေတာမင်းတို့မှာမိသားစုရှိရင်ငါတို့လိုပဲမိသားစုတွေရှိရကွာနော်ဟိုဆွေမျိုးဆွေမျိုးတညာတညာတွေရှိရကွာနော်အဲ့တော့မင်းတို့အဲ့လိုမျိုးဆွေမျိုးတွေနဲ့အတူပြန်နေခြင်းလဲမိသားစုတွေနဲ့အတူတကွပြန်နေခြင်းလဲဆိုရင်အခုအောင်စီရစစ်ကြောင်းနော်ကော်ကရိတ်ကြော်ကြော်ပဲနော်ကော်ကရိတ်ကြော်ကြော်လေးပဲပွဲသိမ်းလာမယ်ဟုတ်လားဟမ်ရောက်မလားမင်းတို့အကြံသိတယ်နော်မင်းတို့ဒီ 这家伙带给我们的话，你们要留意，要没路出炮去。咱们早上一到达这个地点，喏，没路马扎，喏，没路比如走路没有，没路我们路上的，没路路上的呢，比如啊对比的，哎喽，没路的拍摄，安哈些些亏的股，加亏没啦，喏，没路的安哈些拍摄些亏，安哈些地头，没路加亏没啦，没路比如别个压地没啦，压地比较多。 地安生，偏多难嘛，哎 <noise>，那可惜了。那些可以，地，特别是那些可以安生，我，没弄搞怪没事的。哎，没弄多大的难嘛，没弄你二十平方米，喏，没弄爷爷是什么标准？喏，爷爷是什么标准了？喏，标准该多了，我比过。这个呢，米弄哪里不标准了？喏，奥奇嘛，奥奇也无省里呢。喏，哦，没弄光，省上去光，喏，没弄下来咋子？没弄没咋子的，咱们这中国呢，穷快都没来的。 奥奇雪达里也四百嘞，喏，永车都没来嘞。奥奇雪达里也四百嘞，但吾那么收入吧？我咱们过年过节那一年来了，我我永车交不喏？但吾不要钱买的喏？咪侬阿拉使用卡卡块便宜喏？咪侬阿拉咪侬咪达租那个便宜收慢点咯？喏，那么还毕竟翻一两千元，阿比阿咪侬应该应应该那加不自由话里面喏？这除了咪达租的喏？哦，有人房里里边住下嘞，有人房里有住比较白哦，住贵房人家喏，阿拉怕啥呢？ ာခံစား권ရတယ်အဲ့ဒီမှာဟာငတ်တလက်ပြတ်တလက်နဲ့ဒီအာနာရှင်ကိုမင်းတို့ကကာကွယ်ပေးနေတာမင်းတို့ကိုမင်းတို့အဲ့ဒါနိုင်ငံတော်ကြီးကိုကာကွယ်ပေးနေတယ်လို့ထင်နေတာလားနော်ဒီလောက်လောက်ပြည်သူတွေအပေါ်ရဲရဲဆက်ဆက်ရုံမှာပတ်ဆက်နေတဲ့ဒီဖက်စစ်အာနာရှင်စစ်ပွဲတွေကိုမင်းတို့ကာကွယ်ပေးနေတာမင်းတို့ကဗါလေနိုင်ငံတော်ကိုကာကွယ်ပေးနေတယ်လို့မင်းတို့ထင်နေတာလားနော်ပြည်သူလူထုကိုပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ပေးနေတယ်လို့များမင်းတို့ကိုမင်းတို့ခေါင်းယူနေတာလားမဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူးပဲဆက်ပြောရမယ်မင်းတို့ เนาะအဲ့ဒါမင်းတို့ကိုမင်းတို့ HR စဉ်းစားကြည့်တော့เนาะနိုင်ငံတော်ကာကွယ်တာလားအပြည်သူအသက် OA စီစဉ်ကာကွယ်တာလားဒီ persist အာနာရှင်စစ်ကွေးတွေကိုကာကွယ်တာလားဆိုတာမင်းတို့ကိုမင်းတို့ဆုံးဖြတ်အောင်เนาะမင်းတို့ကိုမင်းတို့ဆုံးဖြတ်အောင်ဟိုဒီလေလိုင်းပေါ်မှာအေးလို့နေเนาะဟိုအယိုးကိုက်ခွေးမသားကြီးတွေပြောစကားမင်းတို့နားထောင်ရင်တော့မင်းတို့အသက်ကเนาะဟိုတန်ဖိုးမရှိတဲ့ဟိုမျိုးဩဇာဖြစ်သွားတာပဲရှိတာငါခဏခဏဗီဒီယိုဖိုင်နေငါပြပါတယ်เนาะ 啊，标啦！别啦说啊，哦，特哦，民路路，你宝马要开快，开哩路啊，哦，你来宝马，啊，特路啊，潮平的啊，毛，喏，特开偏偏开路，特开偏偏民路吃不呀，民路过境三路，喏，民路啊，没挡住嘞，啊，路路管没挡住哩呢，喏，所以没有单弯哩呢，好了，啊，那没有线路，啊，那没有么？平时走路，喏，民路啊，门口没标呢，呀，这条路塞，啊，路这条路塞，这条路路标。 俺说：“那得你原来那清朝来讲的，水利、水利的嘛，浇嘛比较些。不如说像俺们嘛，等于些，阿搞土的呢，好啦。闽路路路皮大钱咯，路皮大钱咯，冇涨价，喏。俺说话路皮大路，起码浇比较比较多咯。那那那浇的比较比较表的啦。闽路嘛，一路浇咯，闽路可以，古板可以咯，闽路嘛等于些哦，可以么些，喏。不如说建那路，喏。这就是我们这叫少价的嘛。闽路嘞少价嘛不贵的。” နော်ဒါပေမဲ့ဘာကြောက်လဲမင်းတို့ကဟိုဘယ်လိုပြောမလဲအတွေးအခေါ်တွေမှားပြီးတော့ထောက်ခံအားပေးနေတဲ့ဘက်ကနော်အဓမ္မကိုမင်းတို့ဓမ္မနဲ့အဓမ္မကိုမင်းတို့မခွဲခြားတတ်လို့ဒီကနေ့မင်းတို့အခွင့်အရေးဆုံးရှုံးနေတာအဲ့ဒါကိုတော့နားလဲစေချင်တယ်နော်မင်းတို့အခွင့်အရေးဆုံးရှုံးမခံချင်ရင်တော့မင်းတို့ပြည်သူတွေနဲ့ပူးပေါင်းကြဒီအယိုးကိုက်ဘောမှာတက်လိုက်ရဲစကားကိုတွန်းတော့အယိုးကိုက်ဘောမှာတက်လိုက်ရဲအဲ့ဒီကောင်တွေကအိမ်ပြန်ခွင့်လက်မရဘူးငါတို့လိုပဲ နော်အဘဟူတာဟိုသူတို့အဘဟူတာသူတို့ဟိုဘောမနေကြတာသူတို့လည်းအိမ်ပြန်ခွင့်မရအောင်နော်အိမ်ပြန်ခွင့်ရတဲ့ကောင်းလေးဘာဖြစ်သွားလဲဒီကလေးဒီဆိုရှယ်မီဒီယာပေါ်မှာနော်သူ့အော်ကူအော်ပဲနော်သူတို့ကအာနာရှင်ကိုကောက်ွယ်ပြီးပြီးတော့ကြောက်ကြောက်တော့ခံပေးနေတဲ့ကောင်းလေးဘာဖြစ်သွားပြီလဲအဲ့ဒီကောင်းလေးဟမ်အိုးစားကွဲသွားတယ်ခေါင်းနဲ့ကိုယ်နဲ့လောက်အိုးစားကွဲသွားတယ်အထိရောက်သွားတာဒါပြည်သူရဲ့ကျင်းစားလေးနော်ပြည်သူတွေရဲ့ကျင်းစားလေးအဲ့ဒါမင်းတို့ဒီကနေ့အဲ့ဒီအောက်ချစ်စစ်သားတွေ တက်မလို့သားတွေနော်အောက်ခြေတက်မလို့သားတွေဒီကနေ့အလောင်းအောင်ပြန်မရပဲနဲ့နော်တချို့ဆိုယူနီဖောင်းနေနဲ့ပဲကြေကွဲနေတာအများမအများကြီးအဲ့ဒါကိုသိကြပါတော့နော်ဒီအာနာရှင်ကိုမင်းတို့တစ်ချက်ပြောင်းလဲလိုက်တာနဲ့ဒီအာနာရှင်ကိုတစ်ချက်ပြောင်းလိုက်လဲလဲလိုက်တာနဲ့ပြည်သူကမင်းတို့အပေါ်ဘလို့တော့ပြန်မှုရှိမလဲဆိုတာမင်းတို့စမ်းကြည့်မယုံလို့ရှိရင်မင်းတို့စမ်းကြည့်မယုံလို့ရှိရင်အဲ့ဒါတကယ်မင်းတို့လက်တိရှိရှိနဲ့လှုပ်လိုက်တာနဲ့ပြည်သူတွေရဲ့ တကယ်သူရဲကောင်းအာဇာနည်တွေဖြစ်လာမယ်ဆိုတာမလွဲမသွေငါဒီကနေငါပြောရဲတယ်ကွာနော်အခုမင်းတို့ရဲ့အဖြစ်ပြက်တွေကိုကြည့်ပြီးတော့ငါတို့ကဝမ်းသာမလားဝမ်းနေရမလားလူတယောက်ဖေးရဲဆိုတာငါတို့ကအာတို့မြမဒလိအနေနဲ့ဆိုရင်တော့နော်ဝမ်းနေဝမ်းနေကြေကွဲပွဲအခုမင်းတို့သေနေပြည်သူတွေကဝမ်းသာတွေဖြစ်နေကွာအဲ့လိုဖြစ်နေနော်အဲ့ဒါကြောင့်မို့အတွေးခေါ်လေးတွေနည်းနည်းစင်ကျင်ကြပါတော့လို့နော်ဟုတ်ကဲ့ပါဒါတော့ကိုကင်ကျော်ရဲ့ အဖသားတွေကိုအတွေးခေါ်လေးတွေဆင်ခြင်ပြီးတော့မှနော်အမြင်မှန်ရပြီးတော့မှဗီဒီယိုနဲ့ပူးပေါင်းပါလို့ပြောလိုက်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဗီဒီယိုကောင်းလေးကိုပေါ့နော်ကျွန်တော်တို့ပြည်သူများအနေနဲ့ပေါ့နော်ဒီရဲ့အဖသားတဲ့မိမာတွေကိုနားရောက်အောင်လို့ကျွန်တော်တို့ share လုပ်ပြင်ချင်းပြင်ခွင့်ကြီးပေးရအောင်လို့ကျွန်တော်မေတ္တာရပ်ခံပါတယ်ဆိုတော့နောက်ဆုံးဘုတ်အနေနဲ့ပေါ့နော်ကျွန်တော်တို့ honest pdf ကနေပြီးတော့မှပန်ချလာတဲ့စကားလေးကိုကျွန်တော်တို့နားထောင်လိုက်အောင်ပေါ့နော်မူရဲမျိုးနဲ့ဘောလက်ခဲအားကောင်းနေမှာတိုက်ပွဲတွေကနေ့စဉ်ရက်ဆက်သလိုပဲပြင်းထန်နေတယ်ပြီးတော့ ဒီရန်သူစက္ကသတွေကနေပြီးတော့စက်ကောင်စီတပ်သားတွေကိုအရှင်ဖမ်းမိတယ်လို့မျိုးပဲအဲနောက်လက်နက်တွေလည်းတင်းထီးရမိတာရှိတယ်ပြီးတော့အသေးဖမ်းထီးရမိတာတွေလည်းရှိနေကြတယ်နော်နောက်ပြီးဘာတွေရှိသေးလဲဆိုရင်ဟိုဟိုစပွဲဖြစ်တဲ့အတွက်နှစ်ဖက်ထိခိုက်ကြတော့ရှိတာပေါ့နော်တော်ဒီမှာလည်းထိခိုက်တွေရှိတယ်ဒီမှာလည်းထိခိုက်တွေရှိတယ်အဲဒီမိုးပြဲမျိုးနယ်အတွင်းမှာဆိုလို့ရှိရင်စပွဲတွေကနေ့စဉ်ရက်သက်ပြင်းထန်တဲ့အတွက်ဒီစက်ကောင်စီကနေပြီးတော့တံပြန်ပေါ့နော်ဟိုသူတို့လက်နက်ကြီးတွေပြစ်တာတွေဒုံးနဲ့ကျဲတာတွေလေရင်နဲ့ပြစ်တာတွေကြောင့်ပြည်သူတွေနေထိုင်တဲ့ ိုက်ပွဲမဟုတ်တဲ့ဒေသဖြစ်တဲ့တိုက်ပွဲအတွင်းမဟုတ်ဘဲနဲ့သူတို့တွေပြစ်ခတ်မှုကြောင့်ပဲနေရင်30လောက်ပြည်သူနေရင်30လောက်မိလောင်ပြည့်စည်သွားခဲ့ရတယ်ပေါ့နော်အဲအဲ့လိုပဲဖားဆောင်ဖားဆောင်မှလည်းအဲ့လိုပဲတိုက်ပွဲတွေပြင်းထန်တယ်နေရင်နေနဲ့စက်ကောင်စီဘက်ကတော့ဟိုနေနေနဲ့ပြစ်တယ်လက်နက်ကြီးတွေနဲ့ပြစ်တယ်ကျွန်တော်တို့တပ်ဖွဲ့တွေကျွန်တော်တို့ရဲ့ခေရင်တွေပူပေါင်းတပ်ဖွဲ့တွေရာနေပြီးတော့တိုက်ပွဲကုန်းတွေပေါ့နော်ဒီစစ်တပ်ရဲ့ကုန်းတွေကိုကျွန်တော်တို့သိမ်းထားနိုင်ခဲ့တာတွေရှိတယ်ဘော်လခဲမှာဆိုရင်လည်းအလားတူပဲကျွန်တော်တို့ရဲ့ဒီခေရင်တွေတပ်ပေါင်းစုကနေပြီးတော့ဟော အစင်ဖမ်းမိတာဆိုရင်ဒါတရင်နေထဲမှာဆိုလို့ရှိရင်လည်းတရင်တပ်ပုံနေထဲမှာဆိုရင်အစင်ဖမ်းမိတာလက်ပြန်ကျိုးနောက်တော့ပြီး၄ရောက်ရှိမယ်အဲပြီးတော့မှောက်ရက်သားနဲ့ကျိုးတုတ်ထားတာ၃ရောက်တပုံရှိတယ်ပေါ့နော်ဒါ၇ရောက်အပြင်ကိုတခြားမထုတ်ပြန်တဲ့တရင်တွေအရာလဲအဲတခြားဟိုစက်ကောင်တီတက်သားတွေပေါ့နော်ဖမ်းစီရမိတယ်လို့ဒါဟိုတိရှိထားရတာရှိတယ်ပေါ့ဒီလိုမျိုးရက်ဆက်နေ့တင်ရက်ဆက်တို့တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာပဲဒီဘက်တော်လိုင်းရေးတပောင်သူကနေပြီးတော့ဘိုင်းကောစီတိုင်းလမ်းမကြီးကိုတော့ပြည်သူတွေအသုံးမပြုဖို့အတွက် ထုတ်ပြန်ထားတာရှိတယ်အဲဒီတနောဒေါ်လာရင်တက်တွေကနေပြီးတော့ဗောနော်ဒီပြည်သူတွေဒီလိုင်းကောစီတိုင်းလန်းကိုဖြတ်သန်းသွားလာတဲ့အခါမှာဒီဆက်တက်တဲ့ဟိုစကောင့်စီအတိုင်းဝိုင်းနဲ့အဲဘယ်လိုခေါ်မလဲစကောင့်စီအတိုင်းဝိုင်းနဲ့နှီးကပ်ပြီးတော့မှားပြစ်မိမှာဆိုလို့ဗောနော်ဒါမျိုးသတင်းထုတ်ပြန်ပေးထားတာတတိပေးထုတ်ပြန်ချက်ရှိတယ်အဲပြီးတော့ဟွာလေတောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပြစ်တာတွေချက်ပြီးတော့ဘောလ်ခဲဆက်တက်ကနေဆက်ကြောင်းထိုးလာတဲ့ဟိုထိုးချက်တွေအရအဲဒီဒီမော်ဆိုးနဲ့မော်ချီလမ်းမကြီးကိုလည်းအတုံးမပြူဖို့ဟိုဒါ သတင်းထုတ်ပြန်ထားတယ်ပေါ့နော်ရက်ကတမရှိသတင်းထုတ်ပြန်မှုဟောထုတ်ပြန်ထားတယ်ပေါ့ဟာဒီလိုသတင်းထုတ်ပြန်ထားတဲ့အတွက်ပြည်သူများအနေနဲ့လည်းသွားရလာတဲ့နေရာမှာသတိထားဆင်ញံပြီးတော့သွားလာဖို့အတွက်ကိုဟိုမြေတားရက်ခံလိုပါရဲ့ဒါတွေကတော့ဆောင်ရံဆောင်ရံလေးတွေပေါ့နော်ဟိုထုံးစံအတိုင်းပဲစစ်ကောင်စီကသူတို့စစ်ဆုံးတယ်သူတို့သခန်းတွေအသိဉာဏ်ရပြီဆိုလို့ရှိရင်အဲသူတို့လောက်တာဒီမလောက်တက်လေလေချောင်းနဲ့ဘုံကျဲတက်တယ်ဒရုန်းနေနဲ့လာပြီးတိုက်ခိုက်တယ်လက်နက်ကြီးတွေပြက်မယ်သူတို့ဒါပဲလောက်တက်တယ်ဒီလိုမျိုးလောက်တက်တဲ့အတွက်ကျွန်တော်တို့ရဲ့ ပြည်သူတွေပေါ့နော်ကျွန်တော်တို့ပြည်သူတွေဖြစ်တဲ့ဆက်ဆောင်ပြည်သူတွေအတွက်ကိုလည်းကျွန်တော်တို့ဟိုသတိဝရိယနဲ့နေကြဖို့ဘုံခိုခြင်းတွေတူထားဖို့လေကြောင်းအနေရယ်ကိုချုပ်တင်ကာကွယ်ထားဖို့အတွက်ကိုကျွန်တော်တို့ဒီကနေတိုက်တော်နှိုးဆော်လိုက်ပါတယ်ကျွန်တော်တို့ရဲ့ဝန်ကြီးတယောက်ကတော့ပြောထားတာရှိပါတယ်2025ကုန်မှာနှစ်ကုန်မှာဒီတော်လန်ကြီးဟာအောင်ပွဲခံမယ်ပေါ့နော်အလုံးစုံအောင်ပွဲခံမယ်လို့ပြောထားတာရှိခဲ့ပါတယ်အဲဒါပေမဲ့ ကျွန်တော်တို့နိုင်ငံအနှံ့မှာရှိတဲ့ပြည်နယ်နဲ့တိုင်းအနှံ့မှာရှိတဲ့ဒေါ်လာရေးတက်ဖွဲ့ရဲဘော်ရဲဘက်တွေဒီကနေပြောပြန်ကြားရတာတော့လက်နက်ခဲယမ်းမပြည့်စုံမှုလေးတွေဟာရှိနေသေးတယ်လို့သိရပါတယ်အဲတကယ်လို့သာဒီကျွန်တော်တို့ဝင်စည်းအနေနဲ့လက်နက်ဒီခဲယမ်းတွေကိုအပြည့်စုံအောင်သာဆင်ပေးခဲ့မယ်ဆိုရင်ကျင်းနေတယ်စခွဲနေကုန်သည်2025ဖြစ်မှာသိစားပါတယ်ကျွန်တော်တို့တွေအောင်ပွဲနဲ့ပြန်ဆောင်ကြပါတယ်ဒါပေမဲ့ဒီမလ23ရက်နေ့မှာပဲ ကလာတာဘူစစ်ဦးစီးရဲ့ရဲဘော်ဖိုးလုံးကတော့မလ23မနေ့ကပဲမဆုံနိုင်တဲ့လမ်းကိုထွက်ခွာပြီးမျက်မျက်စွာပဲသူ့ရဲ့အတက်နဲ့ဒေါ်လာရင်းမှာပေးဆက်ခဲ့ပါတယ်ရဲဘော်ရဲ့ပေးဆက်မှုကိုကျွန်တော်လေးစားပါတယ်ဒီလိုပဲရဲဘော်ဖိုးလုံးလိုပဲဒီဒေါ်လာရင်းအတွက်မျက်မျက်စွာအတက်ပေးဆက်ခဲ့တဲ့ဒေါ်လာရင်းတက်ဖွဲ့ကရဲဘော်ရဲဘက်တိုင်းကိုကျွန်တော်အနေနဲ့ဒီနေရာကနေလေးစားကြောင်းရဲဘော်တို့သူ့ရဲကောင်းအဖြစ်အလာနီသူ့ရဲကောင်းအဖြစ်မှတ်တမ်းတင်ကြောင်းပြောကြလိုပါတယ်ခင်ဗျာကျွန်တော်တို့အဆုံးထိ ကြည့်ရှုပေးတဲ့အတွက်ပရိသတ်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ဒီ Hornet PD ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့လည်းဟိုတောင်းဆိုပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ဒါကတော့ Hornet PDF ကကျွန်တော်တို့ရဲဘော်တို့ရဲ့သတင်းလေးပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့တိုက်ပွဲဆိုတော့တည်တဲ့တိုင်ပဲမို့နော်။ကျွန်တော်တို့နိုင်တာရှိလို့ကျွန်တော်တို့ကြာရှုံးတာလည်းရှိတယ်။အဲဒါကြောင့်ကျွန်တော်တို့မြင့်မြတ်စွာကြာရှုံးသွားတဲ့ရဲဘော်တို့တက်ကိုတော်လိုင်းပြီးတဲ့နောက်ပိုင်းမှာပါမို့နော်။ကျွန်တော်တို့အာဇာနည်ပိတ်မှန်လေးကျွန်တော်တို့လုပ်ပေးဖို့လိုပါတယ်။အဲဒါကြောင့်မို့နော်။ ကျွန်တော်တို့ပြည်သူဟာပြည်သူပဲရှိတယ်အဲဒါကြောင့်ပြည်သူထွက်ပြည်သူပြဆက်တယ်အဲဒါကြောင့်မို့နော်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့လည်းနောက်ကနေပြီးတော့မှမမမမရက်တီပြီးတော့မှပံ့ပိုးပေးကြပါလို့ကျွန်တော်ပြောရင်းနေပါတော့ဒီရက် Honor PDF channel လေးကို subscribe လုပ်ထားပေးပါအောင်လို့ကျွန်တော်တောင်းဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်အများကြီးမပြောတော့ပါဘူးဗျကျွန်တော်ဗီဒီယိုလေးလည်းဒီမှာပဲအဆုံးသတ်ပါတယ်အဆုံးထိလိုက်ပါရှိရှိပေးတဲ့ညီကောင်မတို့မှရောက်ချင်းနေကြရင်လည်းအထူးပြင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့တော်လိုင်းညီကောင်မမများအားလုံးအဆက်ဆက်ရအောင်ဆီပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်တွေ့ကြမယ်ကျမရေယူဆက်ကြပါခင်ဗျ